ကဲသကောဒက်စ်တယ်ရောမာမီဆိုဖြစ်ပါတယ်အားလုံးပဲအမ်ရုပ်တရက်ောက်ပြီးတော့လုတ်ဖြစ်သွားတာပေါ့နော်ဒီဗီဒီယိုလေးကကြတော့အဓိကတော့အားလုံးကိုမင်းစုပြပေးချင်တာလေးတခုရှိလို့မင်းစုရဲ့ manifestation ပေါ့နော်မနစ်တုံးကလေ full moon ritual လေးတခုမင်းစုလုပ်ပေးခဲ့ဘူးတယ်အဲ့ဒီ ritual လေးက around september august လာမသိဘူးမင်းစုတိတ်တောင်မှမမီတော့ဘူး အဲအဲ့မှာမြေဆိုရဲ love drawing oil လေးကိုလည်းအသုံးပြထားတယ်အဲ့ဒီတော့ full moon ဆိုတော့အချစ်သစ်ကိုပေါ့နော်ဘဝရဲကိုအဆွဲခေါ်ခြင်းတဲ့သူတွေအတွက်ဆိုပြီးတော့မြေဆို ritual လေးလုပ်ပြရတာပေါ့နော်အဲ့တော့အဲ့ဒီတော့ကဒါသူများတွေကိုလည်းကိုက video လေးရရင် လုပ်ပြရင်လည်းတစ်ခါတည်းပဲဒါကိုပါတကယ်တမ်းအိမ်ညမှာလုပ်ဖြစ်တယ်ပေါ့နော်လုပ်ပြီးတော့မြေဆိုသိမ်းထားဖြစ်တာပေါ့နော်အဲ့စာရွက်ကလေးကိုမြေဆိုဒီ rose quartz stone လေးနဲ့အထက်မှာ rose petals ဆိုချောက်ကလေးတွေပါမြေဆိုထည့်ပြီးတော့မြေဆိုသိမ်းထားပေါ့နော် အဲဒါမှထူးဆန်းတာက November လလောက်အစမှာအကူမျိုးဆိုရဲကောင်းလေးနဲ့မျိုးဆိုစပြီးတော့တွေ့တာပေါ့နော်အဲ့တော့စစ်စုပေါင်းကတလခွဲနှစ်လလောက်တော့ကြာမယ်အစတော့ကတော့မျိုးဆိုတတိမထားမယူပေါ့နော်ဒါမျိုးဆို manifest လုပ်ခဲ့တဲ့လူဆိုတာပေါ့ဒါမှတဖြည်းဖြည်းနဲ့သူနဲ့ဒီနောက်ပိုင်းတိလာတဲ့အချိန်မှာပေါ့နော်မျိုးဆိုရေးခဲ့တဲ့အချက်တွေအကုန်လုံးနဲ့သူနဲ့ကသွားပြီးတော့တပုံစံနဲ့ထပ်တူကြာတယ်နော် တော့ကိုကိုရန်လည်းတကယ်အံ့ဩတယ်ပေါ့နော်တခါလေကြာလို့ရှိရင် manifestation တွေကလည်းတကယ် works ဖြစ်တယ်အဲ့တော့အာအားလုံးကိုဒီ video တွေနဲ့မျိုးပြချင်တာဘာလို့မျိုးရှောက်ပြောနေရဲ့ထင်ပါဆိုလို့အဲ့တော့အခုတိန်းထားတဲ့ဟာလေးကိုအားလုံးနဲ့အတူတူမျိုးထပ်ပြီးတော့ဖွင့်ကြည့်မယ်ပေါ့နော်ဘာလို့လဲဆိုတော့သူနဲ့စတွေ့ပြီးတော့အာမနစ်က December လောက်လာမသိဘူးမျိုးတစ်ခေါက်ဖတ်ကြည့်သေးတော့မျိုးအမှနည်းနည်းအံ့ဩသွားတယ်ဒါပေမဲ့တချို့အချက်တွေကကိုယ်ကလေ့လာနေတော့မှရှိသေးတာပေါ့နော် အခုကတော့တကယ်သေးကြသွားတာပေါ့အဲ့တော့တင်းထားတာကြားခဲ့ပြီအဲ့ဒါလေးကိုအခုအားလုံးနဲ့တူတူအာမျိုးစုကြည့်မယ်နော်အဲ့တော့အားလုံးကို manifestation ကတခါလေးကြာရင် real ဖြစ်တယ်ကိုယ့်ရဲ့ energy ကောင်းမှုကလည်းအရေးကြီးတာပေါ့နော်ကိုယ့်ရဲ့ energy တို့ကိုယ့်ရဲ့ healing တို့ကောင်းမှုကလည်းအရေးကြီးတယ်ဒါမျိုးဆိုတော့ healing တွေအများကြီးလုပ်ထားတာတို့နောက် boundary ကိုယ့်အနေကိုကိုယ် set လုပ်ထားတာတွေ i don't settle for less ဆိုတဲ့ပုံစံမျိုးနဲ့နေတာလည်းပါတယ်အာအမှန်မှန်မျိုးဆိုရဲအတက်ရွယ်နဲ့ဆိုလို့ရှိရင် အခုမျိုးဆိုရအသက်က36ပေါ့နော်အဲ့တော့36အနေနဲ့ဆိုလို့ရှိရင် အာတချို့တွေကဆိုလို့ရှိရင်မျိုးဆိုပြောကြရပေါ့နော်ဟာတယောက်တစ်ပဲနေတော့မှာလားတို့ရွေးကြမှာတော့ရွေးချယ်စရာတွေကရှားနေပြီတို့ပါတို့တချို့တွေကလည်းစသလိုလိုနောက်သလိုလိုဒါကိုယ့်ရဲ့ဒီတငယ်ချင်းအပေါင်းအသင်းတွေထဲမှာပဲဖြစ်ဖြစ်ပေါ့နော် ပြောကြတာလည်းရှိတယ်နော်အာ အဲ့တော့ I don't mind ဘာဖြစ်လို့လဲဆိုတော့မျိုးဆိုတော့ကိုယ်ခံရကြတဲ့ကိုသွားတာပေါ့နော်အဲမရရင်လည်းငါငါတယောက်တည်းနေမယ်ပေါ့ဒါပေမဲ့ရလာလို့ရှိရင်လည်း I don't settle for less ဆိုရဲစိတ်မျိုးဆိုမှရှိတယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ကိုကဟိုငါ manifest တော့လုပ်ကြည့်လိုက်မယ်ဆိုပြီး manifest လုပ်လိုက်တာပေါ့နော်အဲ့တော့အဲ့ဒီဟာလေးမျိုးဆိုဒီမှာပြမယ်နော်အဲ့တော့မျိုးဆိုကင်မရာလေးကိုလှည့်လိုက်မယ် Okay ကိုမျိုးဆိုကိုကြည့်မယ်နော်အဲ့ဒီတိမတင်ထားရယ် so sorry ပါရှုပ်ပွက်တလာနေလားတော့မသိဘူးဒါမျိုးဆိုရင် င်းမှာရှိမယ်ခုနကကိုဘာတွေတင်းထားမှန်းတော့မသိဘူးစောက်ကလေးတွေလိုအိတ်ကလေးတွေလိုတင်းအော်ဒီမှာတွေ့ပြီတင်းထားတဲ့အထုပ်မှာရှိတာ Okay okay ဒါလေးနော်အမ်အမမရဒီ stone လေးနဲ့မြေစုဖိထားရတာထပ်ကနေပြီးတော့ကင်ထားတာဆိုတော့ဖုန်းကိုကင်ထားတာဆိုတော့လေ Okay ကျလာဟမ် Hello. I'm meeting my partner and soulmate who is. Okay, that's my Mano, bit muscular, handsome, you know. wealthy, kind, loving, caring, affectionate, understanding, supportive, I know. One I will go treat with respect, communicate. Oh, sorry, communicative. Um, bale, ta, kwa kuramdiyo. လည်းမသိဘူး oh prioritize me oh my god ကိုလိုက်တော့ကိုမဖတ်တတ်ဘူးနောက်ပြီးတော့ fair တဲ့နော် a uh, love me တဲ့နော်ဘာလည်းမသိဘူးသာမသိဘူးတော့ကိုယ့်အကိုဒါမဲ့ fair ဖြစ်တာလို့ရေးလိုက်တာလေဆံကိုယ့်ကိုယ်တော့မမှတ်မိဘူးအာနောက်ပြီးတော့ sympathize ဖြစ်တယ် taking care ဖြစ်တယ် committed ဖြစ်တယ် responsible ဖြစ်တယ်အဲ့တော့အမ် မင်းစုရဲ့ကောင်လေးပို့တော့မင်းစုမနေ့တုန်းကတော့တင်ထားတာလေးရှိတယ်အဲ့တော့အလုံးမဲမြင်လိုက်ကြလာတော့မသိဘူးပေါ့နော်မင်းစုရဲ့ boyfriend ကအရင် muscular တော့မဖြစ်ဘူးဒါပေမဲ့အကောင်လုံး tick the box ဖြစ်တယ်ဒီကတော့မင်းစုကစိတ်ပိုင်းဆိုင်ရာ quality တွေကိုပို့ရေးထားတယ်နော်အစိတ်ပိုင်းဆိုင်ရာပေါ့အဲ့တော့သူ့မှာသူကဒီအချက်တွေအကောင်လုံးသူ့မှာပြည့်စုံတယ် supportive ဖြစ်တယ် respectful ဖြစ်တယ်စားတွေ့တဲ့နေကြရာမင်းစုတခါမှစိတ်ညစ်အောင်မလုပ်ဘူး so i manifested my current uh, person so I think you guys can do the same ပေါ့နော်ဒါကတော့မိန်းကလေးတွေအတွက်မှာတယ်မဟုတ်ဘူးယောက်ျားလေးတွေအတွက်လည်းအတူတူပဲဒါပေမဲ့အဓိကတော့အဲဘယ်လိုပြောရမလဲ physically ဘိုင်းဆိုင်ရာမျိုးတွေကိုပြေးတာထက်ဆိုင်ကိုလိုချင်တဲ့ဟာကို clearly သိပြီးတော့မြစ်ဆိုလို့ရှင်မြစ်ကအရင်အရေးကြီးတာကအဲ committed ဖြစ်ဖို့အရေးကြီးတယ် communicative ဖြစ်ဖို့အရေးကြီးတယ် understanding အဲ့တော့ affectionate ပေါ့နော်ကိုဖြစ်ချင်တဲ့ဟာတွေမြစ်ရေးပြီးမှမြစ်ဒါအဲတေချာဆူတောင်းခဲ့တာပေါ့နော်ပြီးတော့မြစ်မေ့သွားတယ်တိန်းထားတာပေါ့နော်အဲ့မှလည်းမြစ်ပြောထားတယ် မေးလိုက်တာကောင်းတယ်ပေါ့နော်မဟုတ်လို့ရှိလို့ရှင်ကိုကအာတမျောမျောနဲ့ဆိုပို့ကြရတယ်ဆိုတော့အဲ့တော့ဒါကတော့အလုံးဒီတိုင်းမဖြစ်လာပြီးတော့ပြပြပေးတာပါအဲ့တော့နောက်ပြီးတော့မဖြစ်စီမှာအခု manifestation course ပွင့်တော်မှာဖြစ်တဲ့အတွက်ကြောင့်မစဝင်စားရတဲ့သူတွေတော့ manifestation course ကိုတက်လို့ရတယ်ဒီလို ritual course တော့မဟုတ်ဘူးဒါ manifestation course ကကြတော့စိတ်ပိုင်းဆိုင်ရာမှာစိတ်ထားပုံထားနည်းတွေကိုမျိုးစုတင်ပေးတာဖြစ်တယ်